ကဲမရှိရို Redmi ရဲ့နောက်ဆုံးထွက်လာတဲ့ Redmi Note 40 Pro ပြည်လေးကိုကျွန်တော်တို့ဆယ်သိန်းအောက်နဲ့ရမယ်စိတ်ဝင်စားလာဗျဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုဆောင်းအောင်တစ်ချက် show လိုက်တော့เนาะအဲကျွန်တော်တို့ဒီကောင်လေးကတော့ Redmi ရဲ့နောက်ဆုံးထွက်လာတဲ့ဖြစ်တဲ့ Redmi Note 40 Pro ပြည်တဲ့ဖြူအောင်လေးဖြစ်ပါတယ်เนาะဒီကောင်နောက်မှာဆိုရင်ရှိတ်လိုင်းလေးတွေပါမယ်လိုင်းလေးပေါ့เนาะကြောက်သားလိုမျိုးလိုင်းလေးတွေပါမယ်အဲကင်မရာဖမ်းကတော့နည်းနည်းထွက်တယ်ဗျဒီကောင်လေးကအပေါ်လေးမှာလေကင်မရာဖမ်းလေးနည်းနည်းထွက်မယ်อืม ဒီတော့အမှန်ကြတော့လေ display ကအခုံးလေးနေလာပဲဗျာနော်ကျွန်တော်မိတ်ဆွေတို့ကြိုက်တယ်တတမမုန်းတဲ့နှစ်ဖက်ခုံးပေါ့နော်ရှေ့လေးလည်းခုံးနောက်လေးလည်းခုံးလုံးဝမိုက်ကိုမိုက်တဲ့အလုံးလေးပေါ့နော်အဲကျွန်တော်ကင်မရာဆိုလဲ90မီကာပစယ်ကိုတုံပြုတ်ပေးထားတယ်အဲဒီဇိုင်းပိုင်းလည်းမစိုးဘူးပေါ့နော်ကျွန်တော်ဟိုနောက်ဆုံးထွက်လာတာဆိုတော့ဒီခေါင်းအကျန်းလေးခံတယ်ကျွန်တော်ဗီဒီယိုတွေမှာကြည့်ရတော့တော်တော်မိုက်တယ်တုံးရတာလည်းတော်တော်အဆင်ပြေတယ် Hyper OS လည်းရှာမယ်ကျွန်တော် RAN 256GB ပါမယ်ဗျာနော်အဲ RAN 256 memory ဆိုရင် 256GB ပြလေးပါမယ်ဗျာနော်အဲကျွန်တော်တို့စီမှာ lossy store ကနှလုံးရှိထားပါတယ် Redmi Note 40 Pro ပလတ်ထည့်ရပဲနော်နှလုံးနှလုံးလုံးက Redmi Note 40 Pro ပလတ်လေးတွေကြီးပဲ RAM 128GB တင်တယ်ကျွန်တော်တို့ရောင်းချပေးမယ့်စီးလီကတော့10သိန်းအောင်9သိန်း9000ကျန်တဲ့ရောင်းချပေးပါမယ် store ကနှလုံးပဲရှိလို့အစီလိုမြ мян လာမှမြန်မြန်လာမှဒီစည်းနဲ့ရမယ်ဗျာနော်အဲကွန်ဝိုင်းတော့ကျွန်တော်တို့နောက်ထပ်အစ်တလေးရောက်ရင်တော့ဗီဒီယိုလေးနဲ့ထပ်တင်ပေးထားမယ်အဲကျွန်တော် Redmi Note 40 Pro Black Run 256GB ကို ိုသိန်းကိုတောင်ကျက်ဘူပစ္စည်းအဆုံးပါပါတယ်ဗျာနော်ကိုသိန်းကိုတောင်ကျက်နေရပါမယ်ခင်မရှိလို့ line မှာနေတွေ့လို့ဆက်သွယ်ဆုံးရမှာရောက်နေတယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ family mobile number ဖြစ်တဲ့399 4330 500 399 4330 3190မှာဆက်သွယ်ဆုံးရဝယ်ယူအပ်ပေးလို့ရပါတယ်လို့